မင်္ဂလာပါရီတာကျုကချန်နယ်မှပြန်လည်ကြိုဆိုလိုက်ပါရရှင်ခုခေါက်ဖတ်ပြမယ့်ဝတ္ထုတို့လေးကတော့ဆရာကြီးနေဝင်းမြင့်ရဲ့ဝတ္ထုတို့တပုတ်ဖြစ်တဲ့အိုးဆိုတဲ့ဝတ္ထုတို့လေးပဲဖြစ်ပါတယ်ကိုဆတ်တို့ရဲ့ရက်ဆိုင်ကလေးထဲမှာသူတို့လေးယောက်ရက်တော့ဖြစ်တဲ့နေ့ဆိုရင် ခရုခရိုင်စပွဲကလေးရှိရာခတ်မောင်မောင်နေရာကလေးကိုရွေးပြီးထိုင်နေကြကိုဆတ်တို့ဆိုင်ကလည်းပြော့တာပြောရတာနေရာထိုင်ခင်းကကောင်းလာတာတော့မဟုတ်ဘူး ကိုဆက်တို့မတ်တက်ရက်ပြီးရက်ချင်းနဲ့ရှေ့မျက်နှာစာကလေးကသာကျဲတယ်လို့လို့ရှိပေမဲ့တောက်သုံးသူတွေနေရာကတော်တော်ကိုကျင်းတယ်။တကယ်ကအိမ်ဘေးကနေနောက်ဖေးနောက်ဖီကိုထွက်တဲ့လမ်းကြားကလေးထဲမှာစိုင်ခင်းထားတာဆိုတော့အကျယ်ဝင်းကရှိလာမှလေးပေတတာပေါ့။တစ်ဖက်မှာအုံနေရဟောင်းကြီးတစ်ချက်ရှိတယ်။အဲ့ဒီအုတ်ထည်ရမြင့်မြင့်ကြီးကတစ်ဖက်ခြံကဝင်းထည်ရလည်းဖြစ်တယ်။တစ်ဖက်ကတော့ပြင်ချက်ဟောင်းတွေစီကာစင်ကာကာထားတဲ့အိမ်နံရံရှိတယ်။ လမ်းညာလေးကပြင်နံရံနဲ့အုတ်ထည်ရံမြင့်မြင့်ကြီးဂျာကနေရကလေးအင်မတန်ကျင်းတယ်ပဲပြောပါတော့အဲ့ဒီခက်မြောင်းမြောင်းလမ်းညာကလေးထဲမှာခင်းထားနိုင်တဲ့ဇပွဲရေအတွက်ကဆန့်လိုက်ရင်၃လေးဝိုင်းပေါ့ခနော့ခနဲ့ဇပွဲကုံလေးတွေပေါ်မှာရေဘူးလှုပ်ထားတဲ့ပလတ်စတစ်ဘူးဟောင်းတဘူးစီရှိတယ်လက်တော့ဘွားခန့်ညစ်ညစ်တထဲစီရှိမယ်ဒါပဲမိုးရင်းဆိုရင်ရွှွန်တဆွဆွရှိနေတတ်တဲ့ကိုဆရိုးဆိုင်ကလေးမှာစိတ်ပြက်စရာကောင်းတာကအိမ်အောက်ကလားအိမ်နောက်ဖေးကလားမသိဘူး ဒရက်ဆက်ထွက်နေတဲ့မကောင်းတဲ့အနံ့သက်ပဲဒါကြောင့်လဲလမ်းညာကလေးထဲမှာခရုခရိုင်ခင်းထားတဲ့ဇပွဲကလေးတွေနဲ့ဒီနန်းသက်တွေကြောင့်ပဲတော်ယုံလူကလှန့်ကြည့်ပြီးစိတ်ပြက်လက်ပြက်ပြန်ထွက်သွားတတ်တာများတယ်။မတော့ခင်ကမူးနေလောက်တဲ့နေရာကိုဒါပေမဲ့လူတိုင်းတော့ဘယ်ဟုတ်ပါမလဲ။အင်မတန်စိတ်ပြက်စရာကောင်းတဲ့ဒီနေရာလေးကိုမှတဆွေးလန်းလန်းတခုံမင်းမင်းဝင့်မပြက်လာတော့တဲ့လူတွေလည်းရှိတာပဲ။ကိုဆရိုးကိုယ်တိုင်နှစ်ပေါင်းများစွာအရက်ရောင်းရင်းနဲ့ အသက်မွေးဝမ်းကြောင်းနိုင်တာဟာဒီလိုပြည့်သက်ရှိတာကြောင့်ပဲမဟုတ်လားသူ့ဆိုင်ကလေးကိုစွဲချစ်နေကြတဲ့လူတွေရှိနေလို့မဟုတ်လားစွဲတဲ့အချက်တီထဲမှာကိုဆက်တိုးကိုစွဲကြတာလည်းပါတယ်သူ့ရဲ့ငချင်းစီနံကလေးသင်းနေတဲ့အရက်ကို စွဲကြတာလည်းပါတယ်ဒီနှစ်ချက်ကြောင့်ပဲသူ့ဆိုင်ကလွဲလို့အခြားသွားဖို့ဆိုတာစကြမင်းဖြတ်တာမပြတ်နိုင်ဘူးဆိုတဲ့လူတွေရှိတာပေါ့သူ့ဖောက်တဲ့ဟောင်းတွေကတော့တခြားဘဲသွားလိမ့်မလဲသူ့စီပဲပုံကိုမှန်းလို့ ညနေဆောင်တာနဲ့ကုတ်ကုတ်ကိုင်းကိုင်းရှေ့စဉ်နောက်စဉ်ရောက်လာကြတာပဲလူချင်းကတော့ကြွာတာပေါ့တချို့ကပြင်ထရန်မမတပွင်နဲ့ထွန်းထားတဲ့မီးလုံးညီချင်းချင်းကလေးအောက်ကစပွဲကိုကြိုက်တယ်တချို့ကခဝါဝါထွေးထွေးအလေးရောင်ကလေးနဲ့နေရတာကိုကြိုက်တယ်တချို့ကရင်းကြီးချောက်တွေတက်နေတဲ့အုတ်ထရန်ကြီးကိုမှီရင်ထိုင်ရတာကိုရွေးတယ်တချို့ကလည်းတစ်ဖက်ပြင်ထရန်ကို ကြောပေးရင်ဒစိမ့်စိမ့်တောက်ရမှအရက်တောက်တယ်ဆိုတဲ့လူတွေကလည်းအကြောက်မသိရင်သာကို ။သူတို့မှလည်းအစွဲလန်းကလေးတွေနဲ့မဟုတ်လား။ကိုတောက်နေကြဇပွဲကလေးတော့ရအောင်ဥလိုက်တာပဲ။ကိုကနောက်ကျလို့ထိုင်နေကြ မဟုတ်ရင်တောင်စိတ်ထဲတင်းမတိမ်ခြင်းဘူး။အဲ့ဒီနေ့ကတောက်တာတောက်ရတဲ့ဟာတာတာနဲ့ဆိုတဲ့လူတွေကလည်းရှိသေးတယ်။အစွဲပေါ့။တကူကောင်းတာကိုဆက်တို့ရဲ့ဆိုင်ကလေးရဲ့မျက်နှာစာတန်းလုံးဟာအရက်တန်းလို့ခေါ်ရလောက်အောင်လေးငါးဆိုင်တန်းစီနေတာဆိုတော့ခြေခင်းလက်ခင်းလေးလေးသားလို့ကြဲကြဲဝင်းဝင်းရှိလို့ အခြားဆိုင်တွေမှာမိုးတိုးမတ်သက်တောက်သွားတဲ့လူတွေများပဲမဲ့သူ့ဆိုင်ကိုတကူးတကန့်ရောက်လာကြတဲ့လူတွေကသူ့ဖောက်တဲ့စစ်စစ်တွေပဲဖြစ်နေတတ်တယ်။ဒါကြောင့်ကိုဆရိုးဆိုင်ကို ရောက်လာတဲ့လူတွေဟာမြင်နေကြမျက်နာတွေပဲ။ကိုဆရိုးနဲ့ရောတောက်သူအချင်းချင်းရောတန်ရုံးစင်တွေဖြစ်နေကြတဲ့လူတွေကြီးပဲဆိုပါတော့။တခါတလေမျက်စိလေလမ်းမပြီးရောက်လာတဲ့လူတဦးစားနှစ်ဦးစားကလွဲရင် လူရင်းတွေကြီးဖြစ်နေတတ်တယ်။အဲ့ဒီနေရာသူတို့လေးယောက်ရောက်လာတဲ့အချိန်ဟာအချိန်ကြိုက်ပဲ။ ူတို့ထိုင်နေကြခက်လောင်လောင်နေရာလေးကခရုခရိုင်စပွဲလေးကိုသူတို့ရလိုက်တယ်။ရောက်တာနဲ့မှာမနေရပါဘူးကိုဆက်တို့ရောက်လာတယ်။ရက်တလုံးချသွားတယ်။ဝါနောက်နောက်တန်းနေတဲ့ရက်ကိုကြည့်လိုက်တာနဲ့ကိုဆက်တို့ငါးကြီးစီထည့်ထားပြီဆိုတာသူတို့သိတယ်။သူတို့လေးယောက်ထဲရတယောက်ကတော့ရက်နင်းနေကိုလက်ညှိုးနဲ့နှိုက်ပြီးနှခမ်းတွေကိုပုတ်တယ်။ရှာလေးနဲ့ရက်တယ်။မြုံဆမြုံဆလုပ်တယ်။ကျင်းတဲ့ဖန်ခွက်တွေတဲကိုနည်းနည်းစီလိုက်ထည့်ပေးတယ်။ ဂျန်နဲ့နှစ်ယောက်ကတော့ရက်ခွက်ကိုမကင်ညာသေးဘူးရောက်လာတဲ့မြင်းခွက်ရဲ့သို့ပကံနေရမြင်းခွက်ရဲ့တစ်ဖက်နှစ်ဖက်ကိုနှိုက်စားကြတယ်နောက်တစ်ယောက်ကတော့အစီကံမပါတဲ့ဒူယာတလိပ်ကိုအာရပါရဖြွားနေလေရဲ့သူတို့လေးယောက်ဟာတယောက်နဲ့တယောက်တော်တော်နဲ့စကားမပြောပြစ်ဘူးအရက်ခွက်ကလေးတွေကို ငေးကြည့်ရင်တခုခုကိုစောင့်နေသလိုပဲတကယ်ကအရက်ကိုမြုံဆမြုံဆလုပ်တဲ့ထိတ်ဆုံးကလထိုင်ကလူကိုစောင့်ကြည့်နေတာပဲဒါပေမဲ့အဲ့ဒီလူကလည်းစကားမပြောသေးဘူး ။အုတ်ထရံနဲ့ပြင်ချက်တွေကြားကခဝေးဝေးကလှမ်းမြင်ရတဲ့မြင်ကွင်းကလေးကိုလှမ်းကြည့်နေတယ်။တရားစစ်ကြီးပေါ်ကထွန်းထားတဲ့မီးရောင်တွေနဲ့ဥရခိုသွာလာနေစေဖြစ်တဲ့မော်တော်ကားတွေကိုငေးကြည့်ရင်တစုံတစ်ခုကိုတွေ့နေတယ်လို့လုံနေတယ်။ဂျန်နယ်သုံးယောက်ကလည်းသူ့စီကစကားတစ်ခွန်းစားနှစ်ခွန်းစားကိုကြားရမှအရွက်ခုတ်ကိုကင်မဲ့ပုံမျိုးတွေနဲ့နားဆွင်းလို့အဲ့ဒီအချိန်ကလေးမှာခလန်းလန်းလှဖေးဆိုင်ကတဒုံဒုံဘင်ထုသံစီးချက်နဲ့မော်တော်ကားသံတွေပဲရှိတယ် တခြားစပွဲတွေမှာလည်းလူမရှိသေးဘူးဆိုတော့တိတ်လို့ထိတ်ဆုံးကလထိုင်ကလူဟာနည်းနည်းပြင်းထိုင်လိုက်ရင်ကခယူကြီးလေးငါးကောင်တက်နေတဲ့အုတ်ထင်ရဟောင်းကြီးကိုသရေနဲ့ပြစ်ခနဲထွေးလိုက်ရင်ကစကားဆပြောတယ်။ခနစ်ဟာမြင်းကုန်းမြင်းခုံတိုင်းရေးတော်ဝန်ကြီးဖြစ်ပွားတဲ့နေ့ပဲ။ဒါကိုရည်စူးပြီးလှုပ်တဲ့ပွဲပဲ။ဆိုတော့ကျန်တဲ့လူ၃ယောက်ကတယောက်ကိုတယောက်ကြည့်တယ်။ဘလို့ဖြစ်တာလဲဆိုတဲ့ပုံလဲပါတယ်။လှုပ်လိုက်ပြန်မဟဆိုတဲ့ပုံလဲပါတယ်။ တို့ထက်သာသွားပြန်မကောဆိုတဲ့မျက်နှာပြီးလဲပါတယ်ဘလို့ပဲဖြစ်ဖြစ်လေကနေ့ဟာသူ့နေပဲသူ့ပွဲပဲတောက်မဲ့သူကတောက်ယုံမဲ့ဗာကြီးမှများเสียရမရှိဘူးမဟုတ်လားစပွဲထိတ်ကလူကတော့ခက်တီတီပဲလေးလေးနက်နက်ပဲအဲ့ဒါလေးပဲပြောပြီးရက်ထားတယ်ခဏလေးတိတ်ဆိတ်သွားပြန်ရောတခါအုတ်ထရံကိုသရေသချက်ထွေးတယ်အရက်ခော့ကိုစကိုင်းနေသူကိုင်းတော့မှကြံတဲ့လူတွေကိုင်းနေ ဒီလူလေးယောက်လဲလူထုလူဆန်းတွေလို့ပြောရမယ်။အရက်ကိုနေတိုင်းတောက်တဲ့လူတွေတောက်သက်20ကျော်စီလောက်ရှိပြီဆိုတော့လူတွေကတော့ပွားစီပွားရောင်းဖြစ်နေကြပြီ။နေတာချင်းကလည်းတနေရာစီ ဆိုပေမဲ့မနေ့ဖက်ဆုံပြအောင်တော့ဆုံပြကြတယ်။မနေ့ပိုင်းကလေးမှာအသီးသီးအသက်ကအသက်ကသွားเสียရှိတာမသွားကြခင်လမ်းထိတ်ကချက်နှုတ်စီလဖေးဆိုင်လေးမှာစုံညတာပါပဲ။ခနေ့ညနေတော့ဘဲဆိုင်မှာစုံညမယ်ဆိုတာလဲ မနေ့ပိုင်းလက်ဖက်ရည်ဆောင်ရင်ချိန်လိုက်တာပဲများသောအားဖြင့်ကသူတို့စုံနေကြအရက်ဆိုင်က၄၅ဆိုင်ရှိတယ်ဂေါဂီလန်းကြလို့သူတို့နာမည်ပေးထားတဲ့ဆိုင်ကလေးကိုလည်းရောက်ကြတာပဲအဲ့ဒီဆိုင်ကတော့တောဆိုင်ဆိုတော့ပတ်စံလဲသိပ်ပြက်မှအကျွေးလေးပါလေးလဲမှတ်ဖို့လိုမှသွားကြတာများတယ်သူတို့နဲ့နည်းနည်းကလေးလှမ်းတဲ့လင်မယားနှစ်ယောက်ရောင်းတဲ့ဆိုင်ကလေးကိုလည်းရောက်တတ်ကြတယ်နောက်တစ်ဆိုင်ကတော့ပတ်စံလေးမြေမြေမြက်ရှိရင်အနီလေးပါလေးလဲကန်ကျင်ကြတဲ့အခါ ရောက်လေရှိတဲ့ကိုကင်းစင်ရဲ့ခောက်ဆွဲဆိုင်ပဲအဲ့ဒီဆိုင်တွေထဲကမှသူတို့အများဆုံးစုံပြကြတဲ့ဆိုင်ကကိုဆက်တို့ရဲ့ဆိုင်ပဲကိုဆက်တို့ဆိုင်ကဝေးတယ်ဆိုပေမဲ့မျိုးလေးကပြန်လာတဲ့ကြတဲ့သူတို့လေးယောက်စလုံးအတွက်ထွက်ခလုတ်ဝင်ခလုတ်ဖြစ်နေတဲ့ဆိုင်ဖြစ်နေကြတာကလည်းတကြောင်ပေါ့စောစောကပြောသလိုပဲတခြားအเจ้าတွေကလည်းတကြောင်ပေါ့ကိုဆရူကလည်းတရုတ်သွေးပါတယ်သာဆိုတယ်တဲ့မြမဆန်းကျင်တာလားအင်မတန်ပြောင်ရှင်းနေတဲ့နဖူးကြီးနဲ့ မျက်လုံးမင်းမင်းမျက်နှာပေါ်မှာချွေးသီးချွေးပုတ်တွေအများတစေရှိတယ်ဆိုတဲ့လူဟာသားကလည်းရှိတယ်တချင်းကလေးညီရင်လည်းအနှစ်20ဟိုဘက်ကတချင်းမှအရက်သားရောက်နေစာကန်ပေကန်ကလေးရှိကလည်းရှိတယ်စကားအများတော်ယုံလူသူကို ရှင်းမပြောနိုင်ဘူးအင်မတန်ကြီးမြောင်းတဲ့သူဆိုင်ကလေးရှိကမြောင်းကူးပြင်ချက်ပေါ်မှာတညက်နေလုံးရက်ရင်အရက်ချင်ပေးလိုက်အတုတ်ကလေးတုတ်ပေးလိုက်တချင်းကလေးညီးလိုက်လှုပ်နေတတ်တယ် ညနေဆောင်ကလေးကရက်လိုက်တဲ့ည9:00နာရီစိုင်းသာသိမ့်နေတချက်မှမထိုင်ဘူးချွေးတွှေရွှေနဲ့သချင်းတေးအေးနဲ့ပြေးလိုက်လွှားလိုက်သူပဲစပွဲတို့သူပဲဆိုင်မန်နေဂျာသူပဲငွေသိမ်းသူပဲပကံစေးသူပဲအရချင်းဆိုတော့မြင်းတဲ့လူတောင်မောလောက်တယ်အရရောင်းတာကလည်းကြည်အောင်တိတ်အမှုပညာဆန်တယ်သူတို့ဆိုင်နှန်းကလေးတွေကတခြားဆိုင်တွေမှာအရက်ကိုလစ်ပိုတစ်ဖုံးနှစ်ဖုံးရောနေတဲ့အချိန်သူကလစ်ပိုမသုံးဘူး တရုတ်ငါးကြီးစီရောတယ်ငါးကြီးစီဆိုတာမထဲ့တဲ့အီတောက်တောက်နဲ့အင်မတန်အော်ဂလီဆန်တဲ့အနံ့မျိုးပဲမဲ့အရက်ဒပလင်းမှာဘနဆက်ထည့်ရင်ဘလို့အနံ့ရတာရှိတယ်ဆိုတာသူကျွမ်းကျင်နေပြီဒပလင်းဆက်လိုက်တိုင်းနည်းနည်းတောက်ဆန်းကြည့်နေတာမျိုးဆိုတော့ဆိုင်ဖွင့်ကလေးကလူကလည်းမူးကျင်နေပြီပန်းသွေးထနေတဲ့မျက်နှာကြီးနဲ့အမြဲမူးနေတဲ့သူ့ကိုရောင်းသူအမြဲမှန်တဲ့ဆိုင်ကလေးလို့ပြောတတ်ကြတယ် သူ့ဆိုင်လာတဲ့လူတွေဟာသူ့ငါးကြီးစီနံ့ကိုစိုးရနေကြပြီဆိုတာလည်းသူသိတယ်။အမည်ဆိုရင်လည်းမထက်စေရဘူး။စိတ်ကူးရရင်ရတယ်လို့ချဲ့ထွင်နေတာမျိုးကိုဘုန်းကြီးကြီးတို့ဆိုပါတော့ဘုန်းကြီးကြီးတကော်တွေကိုစီထဲတာမျိုးမဟုတ်ဘူး။ပကံတွေကိုစီရင်ထဲတယ်။စီဘောကမှငံပြားရီလောင်းတယ်။ငံပြားရီဘောကမှဘုန်းကြီးကြီးနဲ့နဲ့တင်းတယ်။သူ့ဘောကမှကျက်သူနီကလေး၄၅ခွင်းကိုလှလှပပလေးတင်းတယ်။ ။ရုပ်သီးစိမ်း1000 2000 3000ကိုစိုက်ထောင်ပေးလိုက်တော့အင်မတန်ချစ်စရာကောင်းတဲ့အမိဝဲလေးဖြစ်ရော။ဇွန်သေးသေးတစ်ချောင်းတက်ပေးပြီးရင်၅ချက်ပဲ။ပါဇက်ကလည်းပြောသေးတာရိုးရာအစာနော်တဲ့။အညာစာကလေးတဲ့။ဒီကနေ့အထူးအစီအစဉ်ပဲဆိုတော့ဖောက်တယ်တွေက မတန်မှန်းသီးသားပဲ။ဒါပေမဲ့ OK တို့အနာသားမိုးတို့ဖြစ်ကုန်ရော။ဒါကနမူနာတစ်ခုပါ။တခြားမိတွေလည်းဒီလိုပါပဲ။ ပဲကျန်းတုတ်မြင်းခွာရွက်တုတ်မြေပဲတုတ်အစုံမဲလှနေအောင်တုတ်တာပဲကိုစံတို့ကိုသဘောကျကြတာနောက်တစ်ခုရှိသေးတယ်ပတ်စံနေနေပပကျရင်လဲရလို့ပါပဲပတ်စံကျရင်လဲတခါတည်းသူနီးနဲ့သူမှတ်လိုက်တာပဲနှစ်ချက်ကျန်တဲ့လူကိုမင်းနှစ်ပါးလို့မှတ်တယ်ရှစ်ချက်ကျန်တဲ့လူကိုရက်ပြစ်ရှစ်ပါးလို့မှတ်တယ်၁၇ချက်ကျန်တဲ့လူကိုမီးဆက်တစ်ပါးလို့မှတ်တယ်၃၈ချက်ကျန်ရင်၃၈မင်းလို့မှတ်တယ် 40ကျန်ရင်အလီဘာဘာလို့မှတ်တယ်။ပတ်စံကျန်လို့စိတ်ဆိုးတယ်လို့လည်းမရှိဘူး။ကိုစတိုးကအဲ့ဒါလိုလူ။ဒါကြောင့်ထင်ပါရဲ့ညနေဆောင်တာနဲ့သူ့ဖောက်တယ်တွေကတော့သူ့ဆိုင်ကလေးကိုနန်းနန်းစောစောကြားကပဲရောက်လာတတ်ကြတယ်။ချင်းချင်းမြောင်းမြောင်းကြားကပဲစုံတတ်ကြတယ်။နဖူးကျော်ကြီးတွေဘောကချွေးသီးချွေးပေါက်တွေဥနေရကတချင်းတေးအေးနဲ့ကိုစတိုးကိုညနေတိုင်းပြီဆိုတာနဲ့ဖောက်တယ်တွေဝိုင်းနေတတ်ကြတယ်။ အဲ့ဒီလိုလူမျိုးရဲ့ဆိုင်ကလေးကိုသူတို့လေးယောက်ကလည်းစုံမယ်ဆိုရင်ပထမဆုံးရွေးလိုက်ရင်ဒီဆိုင်မဲမိတ်ဆွေကြီးကိုဆရိုးဆိုင်မဲသူတို့လေးယောက်ကလည်းသူတို့ထိုင်နေကြခက်မောင်မောင်နေရာကလေးမှာထိုင်ရင်အကြောင်းတစ်ခုမဟုတ်တစ်ခုရှာပြီးတောက်ကြတဲ့လူတွေကိုတယောက်တလဲစီတိုက်ကြစရန်ဆိုတော့လေးရက်ကိုတရက်ကိုအလှဲ့ကြတာနဲ့ပွဲနာမည်တစ်ခုတက်ပြီးတောက်ကြတယ် ကိုမွေးနေကြရင်လည်းမွေးနေကြလို့ဇနီးရဲ့မွေးနေ့သမီးအထွေရဲ့မွေးနေ့ ဘယ်မွေးနေ့မှမရှိရင်လဲရာဘင်နာနန္ဒကိုမွေးနေ့လက်ရကံမောင်းစနစ်စတင်တဲ့အနှစ်20မြောက်နေ့ဒါမှမဟုတ်လကဘာပေါ်လူသားတွေခြေချတဲ့နေ့တခုမဟုတ်တခုတိုက်ရမယ့်လူကအเจ้าရှာလာပြီးတောက်ကြတာပဲဝမ်းနေရင်လည်းတောက်ကြတာပဲဝမ်းသာစရာရှိရင်လည်းဝမ်းသာလို့တောက်ကြတာပဲတခုပဲထူးဆန်းတာကအเจ้าမဲ့ဘယ်တော့မှမတောက်တာပဲအဲ့ဒီညကည10နာရီကျော်ကျော်လောက်မှသူတို့ဝိုင်းသိမ်းတယ် ပြန်ကနေပတ်စံရှင်းတော့ကိုဆက်တို့ကိုလန့်ခေါ်တယ်။ဖလဲကြတဲ့ဇပွဲထိတ်ကလူကငွေရှင်းတယ်။အကျွေး၅ချက်ကျန်တာကို၅ဘာသီလာဆိုပြီးမှတ်တယ်။တရုတ်လိုရေးတယ်။အားလုံးပြန်တော့မယ်ဆိုပြီးထားတော့မှကိုဆက်တို့ကတခါမှမပြောဘူးတဲ့စကားပြောတယ်။မနေ့ပြန်ဆိုင်ပိတ်တယ်တဲ့။ဒါပေမဲ့ခမရတို့၄ယောက်ကိုတော့မပိတ်ဘူးတဲ့။မနေ့ပြန်ညနေနေဝင်တာနဲ့လာခဲ့ကြပါတဲ့။ ခမရတို့ကအထိတ်မက်ကလေးလှုပ်ပြီးတောက်တက်တာသိလို့ကျုပ်ကလည်းအထိတ်မက်ကလေးနဲ့တိုက်မှာပါတဲ့သူတို့လေးယောက်ကတော့ဘာပဲဖြစ်ဖြစ်လေကိုဆက်တို့လိုဆိုင်ရှင်ကရက်တောက်ဖို့ဖိတ်မှာတော့ဘာပြောစရာရှိမလဲလက်ခံတာပဲပေါ့သူတို့အချောင်းကိုကိုဆက်တို့အတိဆုံးပဲတန်ရုံးစဉ်ဖြစ်ဆုံးပဲသူတို့မရှင်းတာတခုပဲရှိတယ်ဘာအထိတ်မက်လဲကိုဆက်တို့မွေးနေလားတောက်လာသမျှကာလာထဲမှာတစ်ခါမှလည်းမွေးနေရလို့တိုက်ဖူးတာမဟုတ်ဘူးဆိုတော့ မွေးနေ့လည်းမဖြစ်နိုင်ဘူးဒီရက်ဆိုင်ကလေးရဲ့နှစ်ပတ်လည်ရက်လာစသဖြင့်တွေးတယ်ဒါဟုကိုစတိုးကလည်းရိတ်မိတယ်တူပါတယ်ခမရတို့ကြိုတင်ခန်းစားလို့ရအောင် ပြောလိုက်မယ်လေဗျာအရက်ကိုစတင် တွေးရှိတဲ့သူရနဲ့ဝရုဏတို့ကိုဂုံပြူတဲ့ပွဲပဲကျုပ်ကလုံမှာပါတခြားလူတွေကိုတော့မနှက်ပြန်ဆိုင်ပိတ်တယ်လို့မှားပြီးပြီခမရတို့လေးယောက်ကတော့ကျုပ်ရဲ့အထူးဧည့်သည်တွေဆိုပါတော့သူတို့လေးယောက်စလုံးပါစကားမှမပြောနိုင်ကြဘူး မူးထားတာလေးလဲလွင့်မျောကုန်တယ်သူရာနဲ့ဝရုဏတို့ကိုဂုံပြူတဲ့ပွဲတဲ့ကြီးစန်းကိုဆရိုးဆိုတဲ့လူအရက်ကိုစတင် တွေ့ရှိသူများကိုရည်စူးပြီးပွဲလုပ်ပေးမလို့တဲ့ဘာပဲဖြစ်ဖြစ်လေငချင်းစီနဲ့သင်းနဲ့ရက်တလုံးလောက်နဲ့အတုပ်ကလေးတစ်ပွဲနှစ်ပွဲတော့ငွေမကုန်ဘာမကုန်တောက်ရကြည်သေးရဲ့ပေါ့သူတို့ဆိုင်ကလေးတွေကထွက်လာတော့အပြင်မှာစိုက်ကားကလေးနှစ်စီးသုံးစီးဂိတ်ထိုးထားတာကလွဲလို့ညဟာ6တွေ့နေပြီ။ သူတို့လေးယောက်ရောက်တော့ကိုစက်ဒိုးတောင်တော်တော်လေးမူးနေပါပြီခါတိုင်းတောင်းနေကြလမ်းကြကလေးထဲမှာမဟုတ်ဘူးအိမ်ပေါ်မှာပြင်ဆင်ထားတယ်ပြင်ဆင်ထားတယ်ဆိုပေမဲ့ကိုစက်ဒိုးရှိဘာမှမရှိဘူးအတော်တန်ကြီးတဲ့အိုးကလေးတစ်လုံးရှိတယ်ဖန်ခွက်၅ခွက်ရှိတယ်အမိအတွက်လှုပ်ထားတဲ့ပဲကျန်းတုပ်ကလေး၂ပွဲရှိတယ်ဒါပဲ sorry ဗျာကျုပ်ကြိုတင်တောက်ထားတာရိုးရိုးအရက်ပါဟောဒီအိုးတွေကမိတ်ဆွေတို့ကိုတိုက်မဲ့အရက်မဟုတ်ဘူး ။ကဲအခမ်းအနားစကြရအောင်။ဒီလိုပြားပထမဆုံးစိတ်ကူးရတာခမားတို့ကြောင့်ပဲ။ခမားတို့ကကျုပ်ဆိုင်မှာတောက်တိုင်းအခမ်းအနားလေးနဲ့တောက်တာကျုပ်သိပါတယ်။ကျုပ်သဘောလဲကြတယ်။အရင်တောက်တာပဲမဲ့ကို့အလုပ်ကိုလေးနက်တဲ့သဘောပေါ့ဗျာ။ဒီတော့ကျုပ်စဉ်းစားတယ်။ကျုပ်လည်းအရင်ရောင်းစားလာတာဆယ်နှစ်ကျော်ပြီ။အရက်နဲ့ပဲနေထိုင် အရက်ကပဲအဖေါ်အရက်ကပဲငါ့ဘဝကိုအဲ့ဒါကိုဂုံပြူတဲ့ပွဲတစ်ပွဲလုပ်ရမယ် မိတ်ဆွေတွေကိုလည်းဖိတ်မယ်လို့စိတ်ကူးတယ်ဒီတော့ပထမဦးဆုံးဘသူ့ကိုအကုန်ပြုတင်တယ်လဲဆိုတော့သူရာနဲ့ဝရုဏကိုသွားတွေ့တယ်ကျုပ်ကလူတစ်မျိုးခဏိပွဲမှာတိုင်းတစ်ပါးကအရက်တွေမတိုက်ချင်ဘူးရှိပြီးသားအရက်တွေနဲ့လည်းမတူချင်ဘူးဒါကြောင့်သူရာနဲ့ဝရုဏတို့စတင်တွေ့ရှိတဲ့အရက်ဖော်မြူလာကိုပဲစမ်းသပ်ချက်ကြည့်မယ်ဒီပွဲမှာဒါကိုတိုက်မယ်ဒါမှလေးနဲ့မယ်ဒီလိုတွေ့တယ် ကိုစတိုးကပိတ်ဆာအနီလေးနဲ့အုပ်ထားတဲ့ရှေ့ကအိုးကိုမဖွင့်သေးဘူးအုပ်ထားသေးတယ်သူတို့လေးယောက်ကတော့ကြည်ကျင်လှပြီဘာအရက်လဲဘလို့ရတာလဲဘာနဲ့ချက်ထားလဲဆိုတာလည်းသိကျင်လှပြီအရက်ကတော့ဗျချက်ရတာလွယ်တာပေါ့ဘာအရက်ဖြစ်ဖြစ်ချက်ရတာဒီနီးပါပဲသတ်မှတ်ထားတဲ့ပမာဏထက်အယ်ကိုဟိုပိုးပါရင်အရက်ပေါ့ဝီစကီကိုမူရောစပါးနဲ့ချက်မယ်ဗျာ ရိုင်းစပါဒါမှမဟုတ်အုပ်လို့ခေါ်တဲ့မြင်းစားကြုံနဲ့ချက်မပြားကြတာပဲရမ်ချက်ရင်ကြံကို ကစောဖောက်မယ်ဗျစသဖြင့်နီးတွေရှိပါတယ်ဟင်းကြုံမကြိုက်ဘူးကြုံရက်ကိုစတင်တွေ့ရှိစဉ်ကအခြေအနေမျိုးကိုလိုချင်တဲ့ခရုဒ်ပေါ့အဲ့ဒီအကျဉ်းနယ်ကြီးတွေကရတကိုလိုချင်တာဒီတော့ကြုံရှာတယ်သွားတွေ့တာပဲနေုံကြုံဖတ်ပြမယ်950တဲကဂုံမဆက်သွားတွေ့တယ် ုံမဆိုတာအိုးကိုပြောတာပြောရင်ကအနာက950နီးပတ်တော်ရဲကဂုံမဆက်ကိုဖွင့်ပြီးဖတ်ပြတယ်တောက်ရမဲ့၄ယောက်လဲဘာတက်နိုင်မှာတော့ဝိရှိသည်ပေါ့ကျုပ်သွားတွေ့တာတော့တစ်ပင်ကောင်းတဲ့မိုးရီထက်တလေးမုံညက်တွေထက်ငရုတ်တို့တဖန်းကားတို့ထက်ရှစ်ရှားကောက်တွေထက်သုံးလေးရက်ပြစ်ထားပြီးအဲ့ဒီဖြော်ရီကိုမီးနဲ့ပြန်ချက်တယ်ဒါကိုကျုပ်စမ်းသပ်ထားတာကြာပြီဒီအိုးတွေကဟာဒီဖော်မြူလာနဲ့ချက်ထားတဲ့ရက်ပဲ ဒါကိုကျုပ်ပထမတော့သူရဗျန်ဒီလို့နာမည်ပေးမယ်စိတ်ကူးတယ်။ဗျန်ဒီကြီးကိုကျုပ်မကြိုက်ဘူး။ဒီဘိုးနာမည်ကြီးကိုကျုပ်မကြိုက်ဘူး။သူရဖျော်ရည်အဲ့ဒါလို့နာမည်ပေးထားတယ်။တခုရှိတာကကျုပ်လဲချက်သားထားတာတစ်စက်မှတော့မတော့ရသေးဘူး။ခဏပွဲမှာအားလုံးတောက်ကြမယ်။အရက်ကိုစတင်တွေ့ရှိတဲ့ကျေးဇူးတရားကို အောက်မေ့ပြီးတောက်ကြမယ်။အဲတခုတော့ရှိတယ်။ကိုစတိုးစကားကိုရက်တယ်။အရက်အိုးကိုဖွင့်တယ်။ သူရဖြော်ရီတွေဟာရအိုးထဲမှာနီရဲဝင်းပနေတယ်။အမြုပ်တွေတစီစီထနေတယ်။ဖန်ခွက်တွေထဲကိုရေမုတ်ကလေးနဲ့လိုက်ထည့်တယ်။တခုတော့ရှိတယ်။ကိုဆက်တို့စကားကိုရက်တယ်။အရအိုးကိုဖွင့်တယ်။သူရဖြော်ရီတွေဟာရအိုးထဲမှာနီရဲဝင်းပနေတယ်။အော်။တခုတော့ရှိတယ်မိတ်ဆွေတို့။ကျုပ်နင်းနေတော့ပြင်ထားတယ်။ဒါကလည်းစေတနာပါ။အရမပြင်းမှဆိုတယ်။ တတ်မှတ်ထားတဲ့ဒီဂရီမပြည့်မှဆိုးတယ်။ရိုးရနီးပေါ့ဗျာ။ဖပြုတ်ချောင်းနဲနဲဖနှက်ဆုပ်နဲနဲနောက်မတနောနဲနဲတော့ထည့်ထားတယ်။ဒါကလွဲရင်ဖော်မြူလာအတိုင်းပဲ။တခုရှိတယ်။တလေးစပါးမရှိလို့ငစိမ့်စံထည့်ထားတာပဲရှိတယ်။ကင်တောက်ကြစို့။ဖပြုတ်ချောင်းတို့ဖနှက်ဆုပ်တို့မတနောတို့ဆိုတဲ့အတန်ကြာတော့၄ယောက်သားမျက်လုံးတွေပြူးသွားတယ်။ဒါပေမဲ့အရက်ဟာအရက်ပဲမလား။ ဲ့တယ်ဟာဲ့တယ်ပဲမဟုတ်လားဖန်ခွက်တွေကိုစီကင်မြောက်လိုက်ကြတယ်အရက်ကိုစတင်တွေ့ရှိသူအရက်တကာတို့ဤဘိုးအေးဆရာကြီးဤဂုံကျေးဇူးတော်ကိုရည်စူး၍နောက်တနေ့ညနေမှာတော့ကိုဆက်တို့ရဲ့ဆိုင်ကလေးကိုလာကြတဲ့ဖောက်တယ်ဒီဟာကိုဆက်တို့ကိုခရိုင်းရက်ချင်နေကြနေရကလေးမှာမတွေ့ကြရဘူးညနေတိုင်းခက်မောင်မောင်စပွဲကလေးမှာထိုင်ရင်တောက်လေရှိတဲ့လူလေးယောက်ကိုလည်းမတွေ့ကြရဘူး လမ်းညာလေးထဲမှာခရုခရိုင်စပွဲ၃လေးလုံးပဲရှိတယ်။မြေပေါ်ကျနေတဲ့ဖပြုတ်ချောက်နှစ်ကောင်နဲ့ဖနှဆုပ်တစ်ဖက်တွေ့တယ်ဒါပဲ။လှုပ်ရှားမှုဆိုလို့အုတ်ထရံပေါ်တက်နေတဲ့ခရုကြီး၃လေးကောင်ပဲရှိလေရဲ့။ပဇင်းရင်ခွဲဝိထုတို့စုနေဝင်းမြင့်